ဟဲ့မင်္ဂလာပါဒီကနေ့ကျွန်တော်တို့အတူတူဆက်လက်လေ့လာမယ့်သင်ခန်းစာကတော့ jumping ဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်တို့က climbing နဲ့ပတ်သက်တဲ့သင်ခန်းစာကိုအတူတူလေ့လာကြတာမိကုန်းတွေကိုအကုန်လုံးမှန်ကြတယ်ပေါ့နော်ဒီကနေ့သင်ခန်းစာရဲ့နောက်ဆုံးပိုင်းမှာလည်းကျွန်တော်ကဆက်လက်ပြီးတော့မိကုန်းကိုမေးမြန်းမှာဖြစ်ပါတယ် jumping ဆိုတာကကျွန်တော်တို့ လိုအပ်တာကိုပြောတာဖြစ်ပါတယ်။လိုအပ်တဲ့နေရာမှာဘယ်လိုလိုအပ်တာလဲမဖြစ်မနေတခုခုလိုအပ်တယ်မဖြစ်မနေပြုလုပ်ရမယ့်အရာမျိုးပေါ့နော်အဲ့လိုမျိုးကိုကြံပင်နဲ့သုံးတယ်ပေါ့နော်။ဟုတ်ပြီမနေ့ကသင်ခန်းစာမှာဆိုလို့ရှိရင်မေးခွန်းကိုအကုန်လုံးမှန်ကြတယ်ပေါ့နော်။ကျွန်တော်မေးထားတာကမတရာတူအစကော့မေကုံနော်မေကုံမှာဘယ်နှလုံးပါလဲလို့မေးထားရပေါ့နော်။တစ်လုံးနှလုံးမှန်တယ်လို့ရှိတယ်သုံးလုံးလုံးမှန်တယ်လို့ရှိတယ်ပေါ့နော်။ မဲကုံเนาะဘယ်လိုရေးလဲမော်အမဲမိုက်အမဲကောအငောကုံမဲကုံเนาะငောငူတက်လေးနဲ့ပါတယ်ငဲကုံဆိုငောငူမန္တရာတူဆကော့မဲကုံမှာဆိုရင်ငောငူလေးတစ်လုံးပဲပါတယ်ပေါ့เนาะငောငူလေးတစ်လုံးပဲပါတယ်သူကကျန်တဲ့စကလုံးကျန်တဲ့ဘီးတွေမရှိဘူးပေါ့เนาะငောငူတစ်လုံးပဲပါတယ်ပါလဲဆိုလို့ရှင်ထန်နဲ့ထောအာငောထန်လန် ပြီးတော့မွန်းမောဥအားဆရာဥအားငောမွန်းထာင်းနဲ့မွန်းแล้วก็လုံเนาะပြီးတော့လုံဆင်းနေဆိုတဲ့၃လုံးပဲဖြစ်ပါတယ်အားလုံးကမတ္တရာ၃၆ကုတ်မဲကုံငောငုံနဲ့တတ်ထားတယ်ပေါ့เนาะဟုတ်ပြီဒီကနေ့ကတော့ကျွန်တော်တို့ကဂျမ်ပင်းမဖြစ်မနေလိုအပ်တယ်ဆိုတော့တင်ကန်းစာကိုအတူတူလေ့လာမှဖြစ်ပါတယ် ဟုတ်ပြီသင်္ကန်းစာကကျမကမိသားစုကိုစောက်ရှောက်ကြွေးမွေးနိုင်ဖို့မဖြစ်မနေအလုပ်ကြိုးစားရမယ်အဲ့တော့ကျွန်တော်တို့နိုင်ငံသားကိုရောက်လာတဲ့ဒီမိန်းကလေးယောက်ျားလေးတွေပေါ့နော်ကိုယ့်ရဲ့မိသားစုတွေအဆင်ပြေပြေနေနိုင်ဖို့အတွက်ကိုအလုပ်ကို မဖြစ်မနေကြိုးစားရတဲ့ပုံစံမျိုးပေါ့နော်အဲအဲ့ဒါကိုဘယ်လိုပြောမလဲဘယ်လိုရေးမလဲဆိုလို့ရှိရင်ချန်จําเป็นต้องทํางานหนักเพื่อหาเงินเลี้ยง crop crew อ่ะจม้าก็จําเป็นต้องไม่ผิดมันนี่เนาะจําเป็นต้องไม่ผิดมันนี่ลงอ่ะมั้ยบ่าลงอ่ะมั้ยทํางานหนักทํางานสออเลุเลุเตะหนักสอราก็เลี้ดะทํางานหนักสออเลุจ้างบ่เนาะだใบเนี่ยดีเนี่ยมาอเลุจ้างลงเราไม่ต้องบ่เนาะไม่ผิดมันนี่อเลุลงอ่ะมั้ยลงไว้ต้องมั้ยพูอ่ะสออตั่วปตุอตั่วแลหาเงินเลี้ยงเฒ่าๆจุยมวยไหนบ่ ဘလူအတွက်လဲဆိုရင် crop grower မိသားစုအတွက် crop grower မိသားစုအတွက်เนาะဒီညမှာคําคั่วกล้ามแท้နှလုံးလုံးပါတယ် crop grower နှလုံးမျှဆိုရမှာပေါ့เนาะหาเงินပတ်သက်ရှာတယ်เลี้ยงဆိုတာကကျွေးမွေးတယ်เนาะကျွန်တော်တို့အစားအသောက်တွေကိုတငယ်ချင်းတွေကိုကျွေးမွေးရင်လဲเลี้ยงလို့သုံးလို့ရတယ်หาเงินเลี้ยงเนาะပတ်သက်ရှာတယ်ကျွေးမွေးနိုင်မှုပတ်သက်ရှာတယ်ပေါ့เนาะ เออเราจะนอรยีจีไมมฉันขออ่ะ นอฉัน จออัมจำ ปอเอนอเป็น จำเป็นต้อง ตองอตองไม่ถูกต้อง จำเป็นต้อง ทำงานหนักทออัมทำ งออานองงานทำงาน หอนออะกอหนัก ฉันจำเป็นต้องทำงานหนักประตูตัวเล็กเพื่อพอเอือเพื่อ ไม้เอกเพื่อ ทำงานหนักเพื่อเนาะตัวจินยามาหาเงิน หออาหาร งอเอนอเงินหาเงิน เลี้ยง ลอ อีย งอเลี้ยง ไม้โทเลี้ยง หาเงินเลี้ยง ประตูตัวแลกครอบครัวคอรออ บอครอบคอรออัวครัว ครอบครัว ดินยามันนาตาโล ဒီ crop ကိုအောက်ကိုနှိမ့်ချရမယ်เนาะသူကအနှိမ့်တန်လည်းဖြစ်တယ်ပြီးတော့ဘော်ပိုင်ပိုင်းတတ်ထားတယ်ခံတိုင်းနဲ့တတ်ထားတယ်အဲ့တော့ crop crew อ่ะနော်မိသားစုလို့ပြောတာဖြစ်ပါတယ်ฉันจําเป็นต้องทํางานหนัก เพื่อหาเงินเลี้ยง crop crew จม้ามีตาสุကိုစောက်ရှောက်ကျွေးမွေးနိုင်ဖို့မဖြစ်မနေအလုပ်ကြိုးစားရမယ်လို့ပြောတာဖြစ်ပါတယ်ဒီနေရာမှာတလုံးချင်းမှတ်ထားလိုက်ပါเนาะฉันจม้าက จําเป็นต้องมาพิมพ์นี่เลวอ่ะมั้ยทํางานน่ะสรอลงจ้ะเนาะตะลงจี้สุดาอลงจ้ะบ่เนาะพื้ออ่ะสรอตั้วพื้ออ่ะพ่อแม่อเมอเพเนี่ยอเมตั้วบ่เนาะ หาเงินเลี้ยงหาเงินประเสริฐชาได้เลี้ยงสรဆောက်ရှောက်တယ်ကျွေးမွေးတယ်ဟာငင်လျမ်းဆိုတော့ဆောက်ရှောက်ကျွေးမွေးတို့အတွက်ပတ်သက်ရှာတယ်ပေါ့နော်အဲ့လိုသုံးမယ် crop grower ဆိုတာမိသားစုအတွက်ပေါ့နော်အေးဟုတ်ပြီ ဒီကနေ့ကျွန်တော်တို့သင်္ကန်းစာပြီးပြီဆိုတော့နောက်ထပ်ဒီသင်္ကန်းစာရဲ့နောက်ဆုံးပိုင်းမှာမေးခွန်းမေးရမယ်ပေါ့နော်အဲ့ဒီမေးခွန်းကဘာလဲဆိုလို့ရှိရင်ဒီနေ့ဒီထဲမှာဒီဝါကြတွေအားလုံးထဲမှာအမြင့်တန်ဘယ်နှလုံးပါလဲပေါ့နော်ထိုင်းဒီထဲမှာဆိုရင်အလေတန်အနှိမ့်တန်အမြင့်တန်ဆိုပြီးတော့အတန်အုပ်စု၃အုပ်စုရှိရယ်ပေါ့နော်အဲ့ဒီအတန်အုပ်စု၃အုပ်စုထဲမှာ ဒီဝါကြထဲမှာဆိုရင်အမြင့်တက်ဘယ်နှလုံးပါလဲပေါ့နော်အဲ့ဒါကိုသိကြပါတယ်အားလုံးပဲဖြေနိုင်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ